ကျွန်တော်တို့မြန်မာနိုင်ငံမှာຫນွေမိုးဆောင်းဆိုတဲ့ရာသီဥတုတွေရှိသလိုခရစ်တိုနယ်ပယ်မှာလည်းအော့ကွိုင်စီစဉ်နဲ့ဘေးကွိုင်စီစဉ်ဆိုပြီးရှိပါတယ်။အော့ကွိုင်စီစဉ်ကတော့အော့ကွိုင်ရာသီဥတုပေါ့ဗျာ။ဘေးကွိုင်စီစဉ်ကတော့ဘေးကွိုင်ရာသီဥတုဖြစ်သွားတယ်ပေါ့။ကျွန်တော်တို့အနေနဲ့အဲ့ဒီစီစဉ်တွေကိုကြည့်ပြီးတော့အမြတ်တွေရအောင်လုပ်လို့ရပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတာလေ့လာကြည့်ရအောင်ပါ။ အဲ့ဒီစီစီတွေကိုမြင်တာအောင်ဥပမာလေးနဲ့ကြည့်ရအောင်ပါဥပမာ crypto ကိုတစ်သီးတွေအများကြီးရောင်းနေတဲ့ဈေးတစ်ခုလို့မြင်ကြည့်ကြည့်ပါဘေးကွိုင်ကအဲ့ဒီဈေးထဲမှာပြိုတိုင်းကြိုင်လူတိုင်းသိပြီးတော့လူတိုင်းဝယ်ချင်တဲ့တရေသီးလိုမျိုးပေါ့လေအော့ကွိုင်ကဘေးကွိုင်မဟုတ်တဲ့တခြားသော crypto တွေကိုပြောတာဖြစ်ပါတယ်ဥပမာ ethereum တို့ bnb တို့ solana တို့စတဲ့ crypto တွေကိုပြောတာဖြစ်ပါတယ် ဈေးထဲမှာဆိုရင်တော့ငပြောသီးတို့၊လိမ္မော်သီးတို့၊ပန်းသီးတို့လိုမျိုးတခြားသောသစ်သီးတွေအများကြီးကိုပြောတာဖြစ်ပါတယ်။ဘေးကွိုင်စီစဉ်ဆိုတာက crypto market တစ်ခုလုံးမှာဘေးကွိုင်ရဲ့ပိုင်ဆိုင်မှုကအများကြီးပိုင်ဆိုင်ထားတာကိုပြောတာဖြစ်ပါတယ်။ဘာလို့အများကြီးပိုင်ဆိုင်နေရတာလဲဆိုတော့လူတွေအားလုံးကတခြားသော coin တွေကိုမဝယ်ဘဲနဲ့ဘေးကွိုင်ကိုစိတ်ဝေစားပြီးဝယ်လာကြတာကြောင့်ဘေးကွိုင်မှာဘေးကွိုင်ဖြစ်နေတာကိုပြောတာဖြစ်ပါတယ်ခုနကလိုတည်ရည်ဥပမာလေးနဲ့ဆိုရင် ဈေးတဲကတရေသီးကိုဖေးကွယ်လို့မြေကြီးကြီးရအောင်ဈေးတဲကဘာသူမဆိုတရေသီးမှမစားရရင် စားမဲ့ဝင်အိမ်ပြပြတဲ့အခြေလိုမျိုးပေါ့လေဒါကြောင့်တနေ့တဲ့တနေ့တရေသီးရဲ့ဝယ်လိုအားကပိုများလာတာကြောင့်တရေသီးဈေးတွေတက်လာတဲ့အခြေအနေမျိုးဖြစ်လာပြီးတော့တစည်းလုံးကတရေသီးမှတရေသီးဖြစ်နေတဲ့အခြေအနေမျိုးကိုပြောတာဖြစ်ပါတယ်ခရစ်တိုမှာဆိုရင်ဘေးကွက်ကိုပဲလူတွေဝိုင်းဝယ်နေကြတာကြောင့်သူ့ရဲ့တန်ဖိုးကမြင့်တက်လာပြီးတော့ခရစ်တိုမားကတ်မှာတပြည့်ပြည့်နဲ့နေရာပိုယူလာတဲ့သဘောဖြစ်ပါတယ်အောက်ကွိုင်းဆိုတာကဘေးကွိုင်းမဟုတ်တဲ့တခြားသောကွိုင်းတွေအကုန်လုံးကိုပြောတာဖြစ်ပါတယ်။သူက crypto market မှာ ဘေးကွန်ရဲ့ပိုက်ဆိုင်မှုတွေထက်ပိုများတဲ့အချိန်ကိုပြောတာဖြစ်ပါတယ်။ဘာလို့ပိုများတာလဲဆိုတော့လူတွေကဘေးကွန်ကိုမဝယ်တော့ဘဲနဲ့တခြားသောကွန်တွေကိုဝယ်နေကြတာကြောင့် ူးရဲ့ပိုက်ဆိုင်မှုကဘေးကွိုင်ကိုကြော်တဲ့သွားတာကြောင့်ဩကွိုင်စီစဉ်ဖြစ်လာတာပါခုနကလို့တရည်သည့်ဥပမာလေးနဲ့ဆိုရင်ဈေးတက်မှာတရည်သည့်ထက်တခြားသောသစ်သည်တွေကိုပိုဝယ်နေကြတဲ့အချိန်ဖြစ်ပါတယ်တခြားသစ်သည်တွေဆိုတာကအီတာရီယန်တို့ BNB တို့ဆိုလာနာတို့စားတဲ့ကွိုင်တွေရဲ့တန်ဖိုးတက်လာတဲ့အချိန်တွေကိုပြောတာဖြစ်ပါတယ်လူတွေကလည်းဘေးကွိုင်ထက်အဲ့ဒီခရစ်ပတိုတွေကိုပိုပြီးဝယ်လာကြတာပါဘေးကွိုင်ရဲ့ဈေးကလည်းငြိမ်နေတာမျိုးဒါမှမဟုတ်သူ့ရဲ့ဈေးက နည်းနည်းတော့ပဲတက်လာတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကိုပိုရိုးရှင်းအောင်ပြောပါဆိုရင်ဘေးကွိုင်စီစဉ်ကတည်ရည်တိမျိုးတဲကိုပဲလူတွေဝိုင်းဝယ်နေကြတဲ့အခြေဖြစ်ပြီးတော့အော့ကွိုင်စီစဉ်ကတခြားသောတည်တိတွေကိုလူတွေဝိုင်းဝယ်နေကြတဲ့အခြေလို့အလွယ်သတ်မှတ်ထားလို့ရပါတယ်။ ဆိုတော့ဘလို့အချစ်တွေကဘေးကွိုင်စီစဉ်လားအောက်ကွိုင်စီစဉ်လားဆိုတာကိုလေ့လာကြည့်ရအောင်ပါကျွန်တော်တို့ကဘယ်စီစဉ်ဖြစ်နေတာလဲဆိုတာကိုသိရင် profit တွေအများကြီးရှာလို့ရပါတယ်ပထမတစ်ချက်ကတန်ဖိုးတင့်တွေကိုကြည့်ပါအကယ်၍ဘေးကွိုင်ရဲ့တန်ဖိုးကတင့်နေပြီးတော့ ဩဂွိုက်တွေရဲ့တန်ဖိုးကတိတ်မပြောင်းလဲဘူးဆိုရင်ဒါကဘေးကွိုင်စီစဉ်ဖြစ်နိုင်ပါတယ်ဥပမာတရည်သီးတစ်လုံးက1000ကျက်ကနေ9000ကျက်ထိတက်သွားပြီမဲ့ငပြောသီးကအရင်တန်ဖိုးမှာပဲရှိနေတာမျိုးပါတစ်ဖက်မှာဩဂွိုက်တွေရဲ့ဈေးကလည်းတက်နေပြီးတော့ဘေးကွိုင်ကတိတ်မတက်ဘူးဆိုရင်ဒါကဩဂွိုက်စီစဉ်ဖြစ်နိုင်ပါတယ်ဆိုလိုတာကငပြောသီးလိမ္မော်သီးတွေရဲ့တန်ဖိုးကတက်နေပြီးတော့တရည်သီးရဲ့ဈေးကမတက်ဘဲနဲ့အရေးတိုက်ပဲရှိနေတဲ့အခြေအနေမျိုးပါ ဒုတိယတစ်ချက်က လူတွေရဲ့စိတ်ဝေစားမှုကိုလေ့လာရမှာပါ လူတွေက ဘေးကွက်အကြောင်းပဲပြောနေကြတယ်။တတိယတွေမှာလည်းဘေးကွက်အကြောင်းပဲပြောနေကြတယ်ဆိုရင်ဘေးကွက်စီစဉ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လူတွေကအီတာရီယန်ဓမ္မမဟုတ်တခြားသောအော့ကွက်တွေအကြောင်းပြောနေပြီဆိုရင်အော့ကွက်စီစဉ်ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ကပက်ဆန်တွေဘယ်သူစီကိုရောက်တော့တယ်လဲဆိုတာမျိုးကိုကြည့်ရမှာပါ။ခရစ်တိုဈေးကွက်ထဲမှာပက်ဆန်တွေဘယ်ကိုစီးဆင်းနေတာလဲဆိုတာကိုကြည့်လို့ရပါတယ်။ဘေးကွက်စီကိုပက်ဆန်တွေအများကြီးရောက်နေတယ်ဆိုရင်ဘေးကွက်စီစဉ်ဖြစ်နိုင်တယ်လို့အော့ကွက်တွေစီကိုပက်ဆန်တွေအများကြီးစီးဆင်းနေတယ်ဆိုရင်တော့ ဩကွိုင်စီစီဖြစ်နိုင်ပါတယ်ဥပမာဈေးထဲမှာတရေသီးကိုဝယ်ဖို့ပတ်ဆက်သုံးနေကြတာလားဒါမှမဟုတ်ဘဲနဲ့ငပြောသီးတွေလိမ္မော်သီးတွေဝယ်ဖို့ပတ်ဆက်သုံးနေကြတာလားဆိုတာမျိုးကိုလေ့လာကြည့်ရမှာဖြစ်ပါတယ် အခုလေးရှိမှာဘယ်စီစီဖြစ်နေပြီလဲဆိုတာကိုခန့်မှတ်ဖို့အတွက်ကပထမတစ်ချက်အနေနဲ့ Oakwide ရဲ့ Trade Volume ကတဖြည်းဖြည်းနဲ့တိုးလာပြီဆိုရင် Oakwide စီစီဖြစ်နေပြီလို့ပြောလို့ရပါတယ်။ဒုတိယတစ်ချက်က Ethereum နဲ့ Bitcoin ရဲ့ Ratio တွေကိုကြည့်ရမှာပါ။ဒီအချို့တက်လာပြီဆိုရင် Oakwide စီငွေတွေစီးဆင်းနေပြီလို့ပြောလို့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ Oakwide စီစီဖြစ်နိုင်ပါတယ်။တတိယတစ်ချက်က Sentiment Data တွေပါဆိုလိုတာက X လိုမျိုး Social Media တွေပေါ်မှာ ဩဂွိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝေစားမှုကတိုးလာပြီဆိုလို့ရှိရင်တော့ဩဂွိုင်းစီဇန်ဖြစ်နေပြီလို့ပြောလို့ရပါတယ်။နောက်တစ်ချက်က all chain data တွေပါ။ wave တွေကဘေးကွန်တွေကိုသူတို့ရဲ့ core wallet ထဲကနေပြီးတော့ exchange တွေစီလွှဲပြောင်းနေပြီဆိုရင်တော့ဒါသည်ရောက်ချဖို့ဖြစ်နေပါတယ်။ဒီအခါမှာဘေးကွန်ကိုရောင်းပြီးတော့ဩဂွိုင်းတွေစီငွေတွေစီးဆင်းသွားပြီဆိုရင်တော့ဩဂွိုင်းစီဇန်ဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ Oakwai ပဲဖြစ်ဖြစ် Bitcoin ပဲဖြစ်ဖြစ် Crypto တွေဝယ်ချင်နေဆိုရင် Binance လို့ exchange ကိုအသုံးပြုပြီးတော့ဝယ်လို့ရပါတယ်။သူကကမ္ဘာအကြီးဆုံး Crypto exchange တစ်ခုဖြစ်ပြီးတော့တခြားသော exchange တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် လေးစားကြီးများတောင်တာလွန်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဘာလို့အများကြီးတာလွန်နေရတာလဲဆိုတော့အသုတ်ပြုသူ user တွေကအများများလို့ရဲ့တခြားသော HH တွေထက်ပိုပြီးတော့ယုံကြည်စိတ်ချလို့ရတာကြောင့်ဖြစ်နိုင်တယ်လို့ user လို့ရပါတယ်။ပြီးတော့ Binance မှာ launch pool တွေ holder airdrop တွေ mega drop တွေလည်းအများကြီးရှိတာကြောင့် airdrop တွေလည်းအများကြီးရချင်လို့လူတွေကအများများနေတယ်လို့လည်း user လို့ရပါတယ်။ ျွန်တော်တို့ကဩကွိုင်စီစီလားဘေးကွိုင်စီစီလားဆိုတာကိုကြည့်ပြီးတော့ဘေးကွိုင်တွေကရေရှည်မှာပိုကောင်းလဲဆိုတာကိုလေ့လာပြီးတော့ ကွိုင်းတွေဝယ်စုလို့ရပါတယ်ခရစ်ပတိုဈေးကွက်ကတခါတလေမှာရှုပ်ထွေးပြီးမယ်အခုလိုအခြေခံတွေသိတာတွေဆိုရင်ပိုပြီးနားလည်လာမှာဖြစ်ပါတယ်အခုလိုခရစ်ပတိုတွေဝယ်စုခြင်းနဲ့ဆိုရင်ညီကိုတို့အနေနဲ့ Binance account ကိုရှိဖို့လိုအပ်ပါတယ် trade လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ်ဒီ video ကညီကိုတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်ထပ်ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာ ားလုံး thank you ပါ